မြစည်းမပြိသက်တွေအားလုံးပဲမင်္ဂလာပါ။နိုမာလာ14ရက်နေ့ည9:00နာရီတမြစည်းမပရိုင်တိုင်းမြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ကျွန်တော်ဆိုင်းခမ်းပါ။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့မောတောင်မြို့ကို KLL ပူပေါင်းတပ်သိမ်းပိုက်တဲ့သတင်း။ MMDA နဲ့စစ်ကော်မရှင်တပ်တို့ကြားတင်းမာမှုဖြစ်ပြီးတဲ့နောက်တီဘောတရားကိုဖျက်တမ်းခွင့်ပိတ်တဲ့သတင်း။အမြန်လန်းကစစ်ကောင်စီစခန်းကို PLL တပ်စီးနင်းတဲ့သတင်း။ ရန်ကုန်မြို့ပေါ်မှာတပိတ်အင်အားစုတွေကရွေးကောက်ပွဲကိုစန့်ကျင်တပိတ်မှောက်ဖို့လူမှုစည်းရုံးလှုံ့ဆော်မှုပြုလုပ်ခဲ့တဲ့အကြောင်းနဲ့ဘင်္ဂလားဒေ့ရှ်မှာဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအတွက်ဆန္ဒခံယူပွဲကိုရွေးကောက်ပွဲနေ့မှာပြုလုပ်မယ်ဆိုတဲ့နိုင်ငံတကာသတင်းပြင်တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါမောတော်မျိုးကို KLLA ပူပေါင်းတက်တင်ပိုက်တဲ့သတင်းနဲ့ဆက်လက်အောင်ပါ ထိုင်းမြန်မာနယ်စပ်ကုံသွေးမြို့တစ်မြို့ဖြစ်တဲ့မောတောင်မြို့ကို၄ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက်မြို့ဧရိယာအလုံးကိုတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ကရင်မျိုးသားစီယုံ KNU သတင်းရင်းမြစ်တွေကမြစီမာကိုပြောပါတယ်။မောတောင်မြို့ကိုဒီကနေ့နိုမာလာ၁၄ရက်နေ့နေ့လယ်ပိုင်းမှာတိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တာပါ။တိုက်ပွဲအတွင်းမှာစစ်ကော်မရှင်ရဲ့ပြူစောတီပူပေါင်းတပ်တချို့အလံဖြူထောင်းလက်နက်ချအညံခံခဲ့တာတွေရှိခဲ့ပြီး20ဦးထက်မနည်းဟာလဲထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးသွားတယ်လို့သိရပါဗျ။ သိနိုင်ပါပြီအသေးစိတ်ကိုတော့တော်လိုင်းပူပေါင်းတက်ကပဲတရင်ထုတ်ပြန်ပါလိမ့်မယ်လို့ NUG တရင်လာရေးတိုင်းစစ်ဌာနကုတ်ကဲရီမှုရဲဘော်စတာကမြစီမာကိုအတည်ပြုပါရတယ်။တိုက်ပွဲတွင်ဆက်လက်နက်ခဲယမ်းအများပြားတင်စီရမိထားပြီးအရေအတွက်အတိအကျကိုတော့မသိရသေးဘူးလို့တရင်မြစ်ကပြောပါရတယ်။ မော်တော်မျိုးကိုနိုမာလာ17ရက်နေ့ကစလို့စစ်ကော်မရှင်တပ်နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KLL ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေစတင်ပြင်းထန်လာခဲ့တာဖြစ်ပြီးဒီကနေ့ကတော့တိုက်ပွဲ၄ရက်မြောက်နေ့ဖြစ်ပါတယ်။စစ်ကော်မရှင်တပ်ကတင်းလိုက်တိုင်းဘိတ်ခရိုင်တင်းလိုက်မြို့နယ်မော်တော်မျိုးကိုတိန်ခွန်းမော်တော်လမ်းအတိုင်းစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးရာကနေတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာပါ။ ိုက်ပွဲတွေအတွင်းမောတောင်မြို့ဝင်ဖျားကုန်းကစစ်ကော်မရှင်တပ်စခန်းကနေလက်နက်ကြီးဖြစ်ကူတာလေကြောင်းကနေဝိုင်းတွဲ jet fighter တွေနဲ့ဘုံကျဲတိုက်ခိုက်ပြီးခုခံမှုတွေရှိခဲ့ပါတယ်။ ဒီကနေ့မနက်အစောပိုင်းထိမေးမြန်းချက်အရစစ်ကော်မရှင်တပ်သား20ဦးထက်မနည်းထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးတင်းရှောင်နာရှိကြောင်းနဲ့မြို့ area 80ရာခိုင်နှုန်းကို KLLA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ကြောင်းနေမြင်ရှင်းလင်းပြုလုပ်နေပြီးဖြစ်ကြောင်း KNU တပ်မှလေခရိုင်တွင်းရင်မှုဗဒိုစောအေနာကလည်းအတည်ပြုပြောကြားခဲ့ပါတယ်တရင်မြေကတော့စစ်ကော်မရှင်တပ်အထိုင်ချထားရာတပ်စခန်းရဲစခန်းနဲ့ဌာနဆိုင်ရာရုံးနေရာတွေကို ိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ပြောထားပါတယ်။မောတောင်ကနေတင်းလိုင်မြို့ကိုဆက်သွဲထားတဲ့လမ်းကြောင်းတစ်လျှောက်ကိုလည်း KLLA ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ရာအခုမောတောင်မြို့ကိုပါထပ်မံသိမ်းပိုက်ရရှိသွားတဲ့အတွက်တင်းလိုင်တိုင်းရဲ့အရှိတ်အအကြဆုံးနယ်စပ် area တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ဆိုနိုင်မှာဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ပြီးခဲ့တဲ့နိုမာလာ၁၇ရက်နေ့ကစလို့မောတောင်မြို့ကဒေသခံတွေဟာထိုင်းမြန်မာနယ်စပ်မောတောင်စင်ခွန်နယ်စပ်မြင်းအနီးမှာတင်းရှောင်နေကြပါတယ်ခင်ဗျာ MMDA နဲ့စစ်ကော်မရှင်တပ်တို့ကြားတင်းမာမှုဖြစ်နေတဲ့တဲ့တွင်နဲ့ဆက်ရအောင်ပါ ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့နယ်လားရှိုးမြို့ကြားမှာစစ်ကော်မရှင်တပ်နဲ့ကိုကန်တပ် MMDA တို့ကြားတင်းမာမှုဖြစ်နေပြီးဒီကနေ့နိုမာလာ14ရက်နေ့မနက်ကစတင်လို့တီဘောမြို့အထက်တရားကိုဖျက်ဆီးခွင့်ပိတ်လိုက်တဲ့အတွက်တွာလာလို့မရတော့ဘူးလို့ဒေသခံတွေကပြောပါတယ်လာရှိုးမျိုးဘက်ကိုသွားတဲ့တီဘောမျိုးအထွက်ကတီဘောတရားကိုအဝင်ရောအထွက်ပါပိတ်ထားတဲ့အတွက်ခီးတဲ့တင်ကားကြီးကားငယ်တွေနဲ့ကုန်တင်ကားကြီးတွေဟာမျိုးရင်းမျိုးပြင်တွေမှာရန်နာဆောင်ဆိုင်နေကြရတယ်လို့ဒေသခံတွေကဆိုပါတယ်။ အစင်ရောအတက်ရောပိတ်ထားတဲ့ခုမနက်မှာတရားတစ်ဖက်စီမှာဂိတ်ရှိတယ်စစ်တပ်ကမြို့ရဲကနေတရားအထိ MMDA ကတရားအရှိပဲချမ်းမြို့ရဲမဟုတ်ဘူးလို့ဒေသခံတူကပြောပါရယ်တီဘောမြို့ကိုပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့မှာတောင်အောင်မြို့သားလွမြောက်ရေးတပ်မတော် TLLC ကနေစစ်ကော်မရှင်တပ်ကပြန်လည်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်တီဘောလာရှိုလန်ကိုတွားခွင့်ပြုခဲ့တာပါအဲ့နောက်ဒီနေ့မနက်မှာမှရုတ်တရက်သွာလာခွင့်ပိတ်လိုက်တာ ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကလာရှိုးမြို့စစ်နကောင်ဟိုတယ်မှာစစ်ကော်မရှင်တပ်နဲ့ကိုကန့်တပ်တို့အကြားတွေ့ဆုံမှုရှိခဲ့တယ်လို့ MMDA နဲ့နေဆက်တဲ့သတင်းမြစ်တွေစီကသိရပါဗျ။ဆွေးနွေးမှုရလဒ်ဘလို့ရှိတယ်ဆိုတာကိုအတိအကျမသိရပေမဲ့ညှိနှိုင်းမှုအဆင်မပြေဘူးလို့ဆိုပါတယ်။တဆယ်နှစ်ဆက်ကွန်စစ်စင်ရေးအပိုင်းနှစ်မှာကိုကန့်တက်သိမ်းပိုက်ခဲ့တဲ့လာရှိုးမျိုးကိုတရုတ်ရဲ့ဂျာဝန်ပေးမှုနဲ့စစ်အုပ်စုကဧပြီလမှာပြန်လည်ဝင်ရောက်နိုင်ခဲ့တာပါ ဒါပေမဲ့လားရှိုးမြို့တွင်ကသာစစ်ကော်မရှင်တပ်ကတပ်ဆွဲထားနိုင်ခဲ့ပြီးမြို့ပြင်ပတ်လည်မှာတော့ MMDA ကဆက်လက်တပ်ဆွဲထားပါတယ်။လက်ရှိမှာ MMDA ဟာတရုတ်အစိုးရရဲ့ညှိနှိုင်းပေးမှုနဲ့စစ်ကော်မရှင်တပ်နဲ့အပြည့်ရဖို့သဘောတူညီထားကြပါတယ်။ ဒါပေမဲ့အော်တိုဘားလ25ရက်နေ့ကထုတ်ပြန်တဲ့ MMDA အပတ်စဉ်1ကေတာများအလှည့်ကျတင်တန်းဆင်းပွဲမှာ MMDA စီဦးစီးမှုချုပ်ကလက်ရှိရထားတဲ့အပြစ်ရဆဲမှုသဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးအေကန်သောငြင်းချင်ရေးမဟုတ်ဘူးလို့ပြောကြားထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးအမြန်လန်းကစစ်ကော်မရှင်စခန်းကို PLA တက်စီနေတဲ့အကြောင်းကိုပြောပြပေးပါမယ် ်အမြန်လန်းကစစ်ကော်မရှင်ရဲ့လုံခြုံရေးစခန်းတစ်ခုကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကထပ်မံစီးနှင်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားတွေထွက်ပြေးခဲ့တယ်လို့သိရရှိပါတယ်။ရန်ကုန်မန္တလေးအမြန်လန်းရဲ့မိုင်းတိုင်243အနီးရတနာမြေကြီးရွာမှာရှိတဲ့စစ်ကော်မရှင်ရဲ့စခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကနိုမာလာ12ရက်နေ့ညနေမှာဝင်ရောက်စီးနင်းခဲ့တာလို့သိရပါတယ်။ စခန်းမှာဝင်စီးတော့ပြေးကုန်တာအဲ့ဒီစခန်းကစကားစတွေကအဲ့ဒီနားကရွာတွေကိုစစ်ကြောင်းတွေထိုးနေတာအဲ့ဒီအချိန်မှာဝင်စီးတာကြည်တွေတော့အသိရတယ်ပြောတယ်စစ်အုံဆောင်တွေတော့မတည်နိုင်လို့မရှုခဲ့ပါတယ်အဲ့ဒီနားမှာရန်သူကစစ်ကြောင်းတွေထိုးနေတာလို့ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကလူထုຫນွေဦးကို ပြောထားပါတယ်စကံကိုစီးနှင်းချိန်မှာကြီးတချို့နဲ့စစ်အုံဆောင်တွေရိခါတချို့ကိုတင်ရခဲ့တယ်လို့ဓာတ်ပုံမှတ်တမ်းတွေမှာတွေ့ရပါဗျ။ အခုဖြစ်စဉ်မတိုင်မီနိုမာလာ17ရက်နေ့ကလည်းနေပြည်တော်တက်ကုန်းမြို့နယ်ကရန်ကုန်မန္တလေးအမြန်လမ်းမှာရှိတဲ့စစ်ကောင်စီရဲ့လေကဒရာဂိတ်စခန်းကို နေပြည်တော်တက်ကုန်း PDF တပ်ရင်းအမှတ်803ကတိုက်ခိုက်ခဲ့ပါသေးတယ်။အဲ့ဒီတိုက်ခိုက်မှုမှာတော့စစ်ကောင်မရှင်တပ်သား2ဦးသေဆုံးပြီးအရာရှိတဦးဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားခဲ့ပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းအနေနဲ့စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်တပိတ်မှောက်ဖို့လူမှုစည်းရုံးလှုံ့ဆော်ရေးပြုလုပ်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့မှာရှိတဲ့တပိတ်အင်အားစုတွေကအာဏာသိမ်းစစ်ကော်မရှင်ရဲ့အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်တပိတ်မှောက်ဖို့လူမှုစည်းရုံးလှုံ့ဆော်မှုပြုလုပ်ခဲ့ကြပါတယ်။အာဏာသိမ်းစစ်အုပ်စုဟာသူတို့ကြုံတွေ့နေရတဲ့လက်ရှိနိုင်ငံရေးစစ်ရေးအခက်အခဲတွေကလွတ်မြောက်ဖို့နိုင်ငံရေးထွက်ပေါက်တစ်ခုအဖြစ်ရွေးကောက်ပွဲကိုစီစဉ်တာဟာထင်ရှားနေကြောင်းလမ်းမှန်ပေါ်မှာအရှိန်ရနေတဲ့ ဖွံ့ဖြိုးစပြုနေပြီဖြစ်တဲ့တိုင်းပြည်ကိုအတင်းအာဓမအာနာသိမ်းယူပြီးလူမှုဘဝကြက်တဲနှိပ်ပါဖို့ရည်ရွယ်ချက်ရှိရှိလုပ်ယူခဲ့တဲ့စစ်တပ်ကိုထွက်ပေါက်မပေးမိဖို့လိုအပ်တယ်လို့ Yangon Revolution Force YRF ကပြောထားပါတယ်။ရုပ်သံဖိုင်ကိုကြည့်လိုက်အောင်ပါ။ဟောဒီကနေ့ပဲမြင်းနေကောင်ဘာကားစီရလဲမသိဘူး။မိတော်မေးနေတယ်အေးအဒီတော်မကောင်တက်စီနဲ့လာတာဆိုတော့ဟုတ်ရဲ့ထွက်ပေါက်မပေးနဲ့။ဟုတ်။ပါလေ။ဒီမှာလေခုလောက်ပြောလို့ရ။ထွက်ပေါက်မပေးနဲ့။ ဟမ်ဟာလေးဟိုလေးတခုတော့ပြောလို့ရမှာဟုတ်ပါလိမ့်ထပ်ပေါက်မပေးနဲ့မမဟိုလေးတခုတော့ပြောလို့ရမှာဟုတ်ထပ်ပေါက်မပေးနဲ့အန်ဒီဟိုလေးတခုတော့မေးလို့ရမှာဟိုထပ်ပေါက်မပေးနဲ့ဟာလေးအန်ဒီတခုတော့မေးလို့ရမှာ ဟုတ်တမင်းလေးဟိုဈေးတဲ့ဒီတက်တဲ့သွားဟောအဲ့ဒီထပ်ပေါက်မသေးနဲ့ထပ်ပေါက်မသေးနဲ့ဒီတခုလောက်မေးလို့ရလားထပ်ပေါက်မပေးနဲ့တခုလောက်မေးလို့ရမလားလို့ရဟုတ်ထပ်ပေါက်မပေးနဲ့ထပ်ပေါက်မပေးထပ်ပေါက်မပေးနဲ့တခုလောက်မေးလို့ရမလား ถ้าบ้าามาเป็นเนี่ยฮัลโหลมามาตอนนี้ถ้าเป่ามาเป็นเนี่ยมามามาถ้าเป่ามาไปนเนี่ยถ้าบ้าามาเป็นเนี่ยนะถ้าเป่ามาไปนเนี่ยนะหอมมาว่าเลยถ้าบ้าามาเป็นเนี่ยนะใช่ถ้าเป่ามาไปนเนี่ยนะมาว่าเลยถ้าบ้าามาเป็นเนี่ยนะถ้าเป่ามาเป็นเนี่ยมามา ထပ်ပေါက်မပေးနဲ့နော်အကိုဟိုကလေးထပ်ပေါက်မပေးနဲ့နော် ခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းကိုရှုစားမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအတွက်ဆန္ဒခံယူပွဲကိုရွေးကောက်ပွဲနေ့မှာပြုလုပ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးပြည်ညင်အတွက်ဆန္ဒခံယူပွဲကို2026ခုနှစ်ဖေဖော်ဝါရီလမှာကျင်းပဖို့စီစဉ်ထားတဲ့ပါလီမန်ရွေးကောက်ပွဲနဲ့တရက်ထဲပြုလုပ်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်ရှားဖြတ်အစိုးရခေါင်းဆောင်မိုဟာမက်ယူနိုကကြားသပတေးနေ့မှာပြောပါတယ်။ ရွေးကောက်ပွဲပြီးတဲ့အထိတောင်အာရှနိုင်ငံကိုခေါင်းဆောင်နေရတဲ့အသက်85နှစ်အရွယ်နိုဘယ်ဆုရှင်ဦးနုကသူဟာပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့လူမှုအုံကြွားမှုကြီးအပြီးမှာလုံးဝပျက်စီးပြိုကျနေတဲ့နိုင်ငံရေးစနစ်ကိုအမွေဆက်ခံခဲ့ရတယ်လို့ပြောပါတယ်သူနိုင်ငံရဲ့အမွေနှစ်ရဲ့အခြေခံအုတ်မြစ်ဖြစ်ခြံထားရစ်ခဲ့မဲ့ပြုပြင်ပြောင်းလဲပြည်ငင်ဟာနောက်တစ်ကြိမ်အာနာရှင်စနစ်ကိုပြန်မရအောင်တားဆီးရမှာအဓိကကြားတယ်လို့သူကပြောပါတယ် နောက်ကျင်းပါမဲ့လွှတ်တော်ရွေးကောက်ပွဲနေ့မှာဆန္ဒခံယူပွဲကိုတရက်ထဲတစ်ပြိုင်တည်းကျင်းပဖို့ကျွန်တော်တို့ဆုံးဖြတ်ပေးပါပြီလို့ယူနော့ကတိုင်းပြည်ကိုမိန်ကွန်းပြောရမှာထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ဒါကပြုပြင်ပြောင်းလဲလုပ်ငန်းရဲ့ရည်မှန်းချက်တွေကိုဘယ်နည်းနဲ့မှဟန်တာနှောက်ယှက်မှာမဟုတ်ပါဘူး။ရွေးကောက်ပွဲတွေကိုပို့ပြီးပျော်ပျော်ရွှင်ရွှင်နဲ့တက်တက်တတကျင်းပသွားနိုင်မှာပါလို့သူကပြောပါတယ်။ ီးခဲ့တဲ့နှစ်ကလူမှုအုံကြွားမှုနဲ့အစိုးရဟောင်းကိုဖျောက်ချပြီးပေါ်ထွက်လာခဲ့တဲ့ဇူလိုင်ပတင်းရင်လို့ခေါ်ဆိုကြတဲ့ဒီစာတန်းဟာဖေဖော်ဝါရီလကျင်းပမယ့်ရွေးကောက်ပွဲမှတိုင်ပြီးအာဏာအတွက် ရှင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီတွေအကြားပြင်းထန်တဲ့အငင်းခုန်ဆွေးနွေးမှုတွေဖြစ်ပေါ်လာစေခဲ့ပါတယ်ကမရာနဲ့ကြီးတက်စေဦးစီချုပ်တို့ကိုရာသက်ပံကွင်းလွတ်ခွင့်ပေးမဲ့ဥပဒေပါကစ္စတန်လွှတ်တော်အတည်ပြုလိုက်ပါတယ်ဒီသတင်းအပြည့်စုံကိုတော့မြစီမဝိုင်းတော်သားကိုမြတ်ကတင်ဆက်ပေးမှာပါ တမရနဲ့လက်ရှိကြီးတဲ့စစ်ဦးစီးချုပ်တို့ကိုရာသပံကင်းလွတ်ခွင့်ပေးမယ်။အခြေခံဥပဒေပြင်ဆင်ချက်အများအပြားကို ပါကစ္စတန်လွှတ်တော်ကဂျာတာပရင်းကတည်ပြုလိုက်ပါတယ်။အဲ့ဒီလိုပြုလုပ်တာကြောင့်ဒီမိုကရေစီအပြာလန် ထင်းကျောက်မှုနဲ့လွတ်လပ်တဲ့တရားစီရင်စနစ်ကိုပျက်စီးစေမယ်လို့ဝေဖန်သူတွေကအတည်ပြုထားပါတယ်။ ၃ပုံ၂ပုံမဲနဲ့အတီးပြုတ်လိုက်တဲ့အဲ့ဒီ၂၈ကြိမ်မြောက်ပြင်ဆင်ချက်အရာကြီးတက်ဦးစီးချုပ်အစ်စ်ရဲ့အခန်းကဏ္ဍအောက်မှာဆက်အာဏာကိုပုံမခိုင်မအောင်လုပ်ပေးမှာဖြစ်ပြီးဖက်ဒရယ်ဖွဲ့စည်းပုံ ခုံရုံးကိုလည်းတည်ထောင်သွားမှာဖြစ်ပါတယ်။မေလအတွင်းအိန္ဒိယနဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်ပါကစ္စတန်ကြီးတက်စစ်ဦးစီးချုပ်အာဆင်မူနာကိုပြင်ဆင်ချက်တွေအရာဖီးမာရှယ်အဆင့်ကိုတိုးပေးလိုက်ပြီးကြီးတက်လေးတက်ရေတက်အလုံးပေါ်ကွက်ကဲခွင့်ရရှိသွားမှာဖြစ်ပါတယ်။ သူနဲ့အတူအခြားထိပ်တန်းစစ်အရာရှိကြီးတွေကိုလည်းတရားစွဲဆိုခံရခြင်းမှကင်းလွတ်ခွင့်ရရှိသွားကြမှာဖြစ်ပါတယ်။အဲ့ဒီပြင်ဆင်ချက်အရာကြည်တာဖီမာရှယ်လေဒတ်မာရှယ်နဲ့ရေဒတ်ဗိုလ်ချုပ်ကြီးအက်မိုင်ဝဲအဆင့်ရတဘုတ်ချုပ်ကြီးအက်မိုင်ရအစ်စ်တိုးမြင့်ခံရသူတွေဟာသူတို့ရဲ့ယာတုနဲ့အစင်တန်းကိုယာတပ်ပံထိမ့်သိမ့်ခွင့်ရရှိထားမှာဖြစ်ကာဆက်ဝတ်စုံကိုလည်းဆက်လက်ဝတ်ဆင်ခွင့်ရှိနေမှာဖြစ်ပြီးယာစွတ်ကြောင်းအရတရားစွဲဆိုခြင်းခံရမှုမှလည်းရင်းလွတ်ခွင့်ရရှိကြမှာဖြစ်ပါတယ်ခင်ဗျာ ။တမျိုးစီမပရိုင်တိုင်းမျိုးစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါရစေ။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။ မြစ်စမှာလည်းများဆက်လက်တင်ဆက်နိုင်မှုတို့အတွက်သင်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်။ဒါကြောင့်အခုပဲပံ့ပိုးမှုကိုစတင်လိုက်ပါ